ကာချီလိမ့်မြို့နိုင်မိုးရသည့်သစ်ပင်ဆိုက်ပျိုးပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင့်နယ်ရှိပိုင်း KYN မြို့နယ်တတော်ဦးစီးဌာနမှကြီးမှုကျင်းပသည့်2025ခုနှစ် KYN ဆင့်မိုးရသည့်သစ်ပင်ဆိုက်ပျိုးပွဲတော်ကိုယနေ့နေ့9နာရီကအမှတ်331ချင်းမြန်တက်ရင်တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာစစ်ဗျူဟာအဖွဲ့အခြေချတာချီလိမ့်မှစစ်ဗျူဟာမူဘုံမူကြီးကျော်မင်းထွန်း KYN စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ဝေတုံနှင့် ရန်ရဲတပ်ဖွဲ့မှုဒုတိယရဲမှုကြီးမင်းသိန်းတို့ကပြိုးပင်များကိုပေးရရာကျောင်းဆရာဆရာမများလွယ်စတုံကြီးရွာနဲ့ဖာတီမာကုန်းကြီးရွာနဲ့ပြည်သူများနဲ့လူမှုရေးအသင်းဖွဲ့ဝင်များကလက်ခံရယူကကျွန်းနေရာပင်မဟောဂနီနေရာပင် မဲဇလီနေရာပင်မန်ကျန်းရှားပင်460ပင်စိန်မန်း90ပင်ရန်ကုန်90ပင်ခရီး90ပင်စသည့်ပြိုးပင်စုစုပေါင်း1210ပင်ကို တပြိုတပါဆက်ပြိုးခဲ့ကြပါလေအဆိုပါမိုးရည်တည်ပင်ဆိုင်ပြိုးခွဲသူခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လွယ်စတုံကြီးရွာအမကစာသင်ကျောင်းမှဆရာဆရာမများကျောင်းသားကျောင်းသူများလွယ်စတုံကြီးရွာနှင့်ဖာတီမာကုန်းကြီးရွာနှင့်ပြည်သူများလူမှုရေးအသင်းအဖွဲ့များတစ်တော်ဦးစီးဌာနခရိုင်မြို့နယ်ဝန်ထမ်းများနှင့်တပ်ရင်းတပ်ဖွဲ့များစုစုပေါင်းအင်အား920ဦးခန့်တက်ရောက်ဆိုက်ပြိုးခဲ့ကြကြောင်း သိရှိရပါသည်ခမညာ ဆက်လက်ပြီးတာချီလိပ်မြို့၌လိုင်စင်မဲ့မော်တော်ယာဉ်နှင့်လိုင်စင်မဲ့ဆိုင်ကယ်များဆစ်ဆီးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလိပ်မြို့၌တရားမဝင်ကုန်သွယ်မှုများကိုဥပဒေနှင့်ညီထီရောက်စွာဓာစီအေးအေးယူနိုင်ရေးအတွက်လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအားဆစ်ဆီးခြင်းကိုတာချီလိပ်မြို့ဝင်ကျိုးစိုပါ၏ဆိုင်းပုတ်နေတွင်ယနေ့နေ့9နာရီကဒူပေါင်းအဖွဲ့ဖြင့်ဆစ်ဆီးဆောင်ရွက်ခဲ့ပါသည်။ ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင်အမတ်79ရင်တိုင်းရဲ့ဒုတဖွဲ့ခွဲရှမ်းရှိကိုပြဲမှုအောက်ရှိ အမတ်121ရင်တိုင်းရဲ့တပ်ဖွဲ့စုတောက်ချီလိမ့်မှတာဝန်ရှိသူများနဲ့အတူကုန်းလန်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနအောင်လိတ်နယ်မြေရဲစခန်းမှတာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့သည်တာချီလိမ့်မြို့ဝင်ကျူစိုပါ၏စိုက်ပုတ်ဤမော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များယင်းလိုင်းစင်အတုနံပါတ်ပြအတုများတက်စင်မောင်းနှင်ခြင်းရှိမရှိ လိုင်းစင်မဲ့ယင်များပါရှိခြင်းရှိမရှိတို့ကိုစစ်ဆေးခဲ့ကြပြီးလိုင်းစင်မဲ့ယင်များအသုံးပြုမောင်းနှင်သူများတွေ့ရှိပါကဖန်စီအေးအေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးပြောကြားခဲ့ပါသည်။တာချီလိတ်မြို့နယ်အတွင်းလိုင်းစင်မဲ့မော်တော်ယင်မော်တော်ဆိုင်ကများအားစီမံချက်ချမှတ်၍ပေါ်ထုတ်ဖန်စီဆောင်ရွက်ခြင်းနှင့်မော်တော်ယင်ဆိုင်ကယ်ရောင်းဆိုင်များတွင်လိုင်းစင်မဲ့နှင့်တက်တန်းလုံယင်များရောင်းချမှုရှိမရှိတို့ကိုဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်ခင်ဗျာ။